ီဒီငယ်ငယ်အေးချမ်းတဲ့လူတိုင်းအေးချမ်းတဲ့ပြပေါ်ရှင်နဲ့တော့လာနေစားဒုက္ခပေါ်နေအောင်နောက်ကစီဝင်ရေးစီးပွားတဲ့လောဒီဖိုးကြီးကဒီလိုတွေနဲ့ဒုက္ခပေါ်တာပုံရင်းကြည့်ရဆိုတဲ့ကျွန်တော်တို့အထိုက်အကျင့်ပြေပါလို့လုပ်နေတာနှစ်ပေါင်း90ကျော်ဆက်တာကတော့ကျွန်တော်တို့ဒီဆောက်ခုပြည့်တွင်းမှာလည်းခုနမြန်မာနိုင်ငံချင်းချင်းလို့နေရတဲ့အင်အားဖြစ်ပုံကျွန်တော်ဒီဆောက်လက်ရည်ရပြီးကစားဒီဦးနှုတို့ဖြစ်နိုင်ငံရေးရှုပ်ထွေးမှုမပါစစ်တပ်ကတရားရာဂိုင်းနှုတ်အုပ်ချုပ်တဲ့ နှစ်ပေါင်း80ကျော်တွက်လိုက်ရင်ပြည်သူလူထုဘဝတွေကမိုးပေါ်ရောက်နေတဲ့ဘဝကနေပြီးတော့အဝေးစိတ်ငရဲကိုထိုးကျသွားတယ်မြန်မာနိုင်ငံရဲ့စီးပွားရေးမိသားစုတစုမှာလူ၃ယောက်ရှိရင်တစ်ယောက်ကထမင်းငတ်တဲ့ဘဝကိုရောက်ခဲ့တယ်မြန်မာနိုင်ငံရဲ့စာသင်ကျောင်းသူများနိုင်ငံကနွားသင်ကုတ်လောက်ပဲရှိတဲ့ အထီဖြစ်အောင်သူတို့ဖြည့်ဆည်းခဲ့တယ်မြန်မာနိုင်ငံရဲ့ဆေးရုံကျမရင်းဆောက်ရှောက်မှုဆိုတာလေသူများနိုင်ငံကတင်းကြိုင်ကုန်းတော့ပဲဖြစ်အောင်သူတို့ဖြည့်ဆည်းခဲ့တယ်ဒါပေမဲ့အဲ့ဒီစစ်ဘူချုပ်နဲ့စစ်ဘူချုပ်ရဲ့သားသမီးတွေစစ်ဘူချုပ်တွေရဲ့ရွှေမျိုးတွေကတော့သူတို့နေတဲ့အဝင်းအဝိုင်းမှာကဘာကျော်အကောင်းဆုံးပစ္စည်းကဘာကျော်အကောင်းဆုံးဆေးရုံကဘာကျော် မ္ဘာအစ်စ်မီအကောင်းဆုံးစာတင်ကြောင်းနေနဲ့သူတို့နေကြတယ်ဒီမှာမှနေလို့မလုံလောက်ရင်သူတို့ရဲ့သားသမီးရွှေရိုးအတိုင်းဝိုင်းတွေကိုနော်ကိုရေးရာဇဝင်အချက်အလက်အတုတွေလုတ်ပေးပြီးတော့နော်ပတ်စပို့အချက်အလက်အမှားတွေလုတ်ပေးပြီးတော့မှနိုင်ငံခြားမှာပညာသင်စေတယ်မြန်မာနိုင်ငံမှာပြည်ပင်းစစ်တွေဖြစ်တယ်နော်ကရင်တို့ကယားတို့ရခိုင်တို့ချင်းတို့ကချင်တို့စတဲ့တိုင်းရင်းသားဒေသတွေကို လေရင်တွေနဲ့ဘုံကျဲတဲ့လက်နက်ကြီးတွေနဲ့ပြစ်ခတ်တယ်အဲ့ဒီကရှိတဲ့ကလေးသူငယ်တွေအမျိုးသမီးတွေကိုနေ့စဉ်နဲ့မျှနှစ်ပေါင်း80လုံးလုံးတက်ဖြတ်တယ်မိန်းကလေးဆိုရင်မတိန်ကျင်ရုပ်ကြားလေးဆိုရင်တက်ဖြတ်အဲ့ဒါလောက်နှစ်ပေါင်း80ကျော်ကျူးလွန်ခဲ့တယ်နော်အာရှမှာတတရစီးပွားအင်အားအကြီးဆုံးနိုင်ငံကနေစစ်တပ်တရားရာဂိုင်တို့နှစ်ပေါင်း80ကျော်အုပ်ချုပ်လိုက်တာကမ္ဘာမှာ အစင်းရဲဆုံးနိုင်ငံငတ်မှုအခေါင်းပါဆုံးနိုင်ငံပညာရေးအနှိမ့်ကျဆုံးနိုင်ငံကျန်းမာရေးအဆုတ်ပြတ်ဆုံးနိုင်ငံကမ္ဘာမှာနိုင်ငံတကာကိုကျွန်ထွက်ခံရတဲ့ကျွန်အထုပ်အလုပ်ဆုံးနိုင်ငံနောက်ဆုံးမြန်မာထက်အများကြီးစင်ရဲတဲ့လာအိုကမ္ဘောဒီးယားလိုနိုင်ငံမျိုးမှတောင်အခုမြန်မာနိုင်ငံသားတွေအလုပ်သွားလုပ်နေကြပြီအဲ့တော့ကျွန်တော်တို့ငငယ်ကကြားဘူးခဲ့တယ်လေဟိုအီသီယိုးပီးယားဆိုတာလေကျွန်တော်တို့ဟိုသမင်းနေမုတ်တွေကိုဒီဟို မြန်မြန်ဆန်ဆန်ပလုတ်ပလောင်းနဲ့အငမ်းမရစားရင်လူကြီးတွေကဘာပြောလဲဆိုတော့မင်းကိုကြည့်ရင်အီသီယိုးပီးယားကလာလာကြနေတာပဲဆိုပြီးတော့အဲ့ဒီလိုနှိုင်းရှင်ပြီးတော့ပြောတဲ့အချိန်အီသီယိုးပီးယားမှာဒီငတ်မှုငတ်မှုခေါင်းပါမှုတန်ခံနေရတယ်ပေါ့ဗျာအခုအီသီယိုးပီးယားနိုင်ငံကနိုင်ငံရေးပြည်ပြောင်းလဲရေးတွေလုပ်လိုက်တယ်နော်ဒီမိုကရေစီစနစ်ဖြစ်ထွန်းသွားတယ်စစ်အာဏာရှင်ဘဝကနေလွတ်မြောက်သွားတော့အခုအီသီယိုးပီးယားနိုင်ငံကဟောအာဖရိကမှာအချမ်းသာဆုံးနိုင်ငံစီးရင်ထက်ကိုဝင်သွားပြီးမကြဘူးနောက် ၃၄ဖြစ်ကြရင်မြန်မာနိုင်ငံသားတွေအီသီယိုးပီးယားမှာကျွန်သွားခံရတော့မယ်အခြေအနေကိုရောက်တော့မယ်အဲ့တော့ပြောချင်တာကဒီစစ်သားတွေစစ်ပူချုပ်တွေအထူးတစ်ဖြစ်ဒီစစ်ပူချုပ်တွေပေါ့နော်အာဏာကိုစုပ်ကိုင်ထားတဲ့စစ်အာဏာရှင်တွေပူချုပ်တွေကသူတို့ဒီစစ်သားဘဝစစ်ပူချုပ်ဘဝမှာလည်းတိုင်းပြည်ကရတဲ့တယံဇာတာတွေအားလုံးသူတို့မိသားစုအတွက်ပဲတုံးခဲ့တယ်ပြည်သူလူထုစီကနေကောက်ခံရယူထားတဲ့ဘန္နာအခွန်တွေအားလုံးသူတို့မိသားစုအတွက်ပဲတုံးခဲ့တယ် တို့အဲ့လောက်နဲ့တင်ကိုမကျင်တတ်သေးဘူးအသက်60ကျော်အိုမင်းရင့်ရောတေကန်ကြီးအချိန်ရောက်တဲ့အခါစစ်တပ်ကနေထွက်တော့ဘာလုပ်လဲဆိုတော့အစိုးရလုပ်ဖို့အတွက်ပါတီထဲကိုပြန်ဝင်တယ်အဲ့ဒီကြံ့ခိုင်ခွင့်ဖြိုးရေးပါတီကလည်းဘယ်ကနေလာတယ်လဲဆိုတော့နိုင်ငံတော်ပတ်စံနိုင်ငံတော်မြေနိုင်ငံတော်အဆောက်အဦတွေကိုเนาะကြံ့ခိုင်ခွင့်ဖြိုးရေးအသင်းလူမှုကူညီရေးအသင်းဆိုပြီးတော့မှလှုပ်ထားပြီးတော့မှ2030မှာပါတီဆိုပြီးတော့ယူလိုက်တယ်เนาะအဲ့တော့ကြံ့ခိုင်ခွင့်ဖြိုးရေးပါတီဆိုတာကနိုင်ငံပတ်စံ ျွန်တော်တို့ပြည်သူလူထုရဲ့ပတ်စံပြည်သူလူထုရဲ့မြေပြည်သူလူထုရဲ့အဆောက်အဦတွေကိုသူတို့ကပါတီဆိုပြီးလုပ်တယ်အဲ့တော့စစ်ဘိုလ်ချုပ်မှာစစ်ဘိုလ်ချုပ်ဘဝနဲ့နိုင်ငံတော်ရဲ့အစီအနှစ်တွေကြွယ်ဝချမ်းသာမှုတွေအားလုံးကိုသူတို့ယူစစ်ဘိုလ်ချုပ်ဘဝကနေထွက်ရင်လေဟိုပါတီထဲကိုဝင်ပါတီထဲမှာအစိုးရအဖြစ်နဲ့ဆက်လုပ်ပြန်တယ်အဲ့ဒီတော့ကျွန်တော်တို့မြန်မာပြည်သူလူထုတွေရဲ့ဘဝကဘလို့ဖြစ်နေတာလဲဆိုတော့ဒီစစ်အာဏာရှင်စစ်ဘိုလ်ချုပ်မိသားစု လူအတိုင်းဝိုင်းတစုအတွဲဒီလက်သုတ်စာလူတစုအတွဲမြမပြေလူလူအားလုံးဟာတားစင်ကြီးစက်ဒီစစ်ပူကျုပ်တွေကိုအလုတ်ကျွေးပြုတ်ဖို့စစ်ပူကျုပ်တွေကျုံပြုတ်တာကိုခံရဖို့လူဖြစ်လာတဲ့အနေထားကိုကြာရောက်နေလေအဲ့ဒီတော့ကျွန်တော်တို့အဲ့ဒီဘဝကနေလွတ်အောင်လွတ်မြောက်အောင်ရုန်းထွက်ဖို့ဆိုရင်အခုကျွန်တော်တို့ရဲ့ရှေ့မှာအမတန်အခွင့်အရေးကောင်းတစ်ခုရရှိနေပါပြီအဲ့ဒါကကျွန်တော်တို့ຫນွေဦးတော်လှန်ရေးဖြစ်ပါတယ်ဒီຫນွေဦးတော်လှန်ရေးကမြန်မာနိုင်ငံရဲ့တမိုင်းမှာ ဘယ်တုန်းကမှမရှိခဲ့ဘူးတဲ့ဒီစီလုံးညီညွတ်မှုတမိုင်းကိုပေါ်ထွန်းခဲ့တယ်အခုတိုင်းရင်းသားတွေနဲ့ပြည်မဗမာလူငယ်တွေကြားမှာအခုတော်လန်ရေးစစ်အာဏာရှင်အမြင့်ဖြုတ်တိုက်ရေးဆိုတဲ့မူဝါဒတစ်ခုနဲ့เนาะဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးဆိုတဲ့မူဝါဒတစ်ခုနဲ့ကျွန်တော်တို့စီလုံးညီညွတ်မှုကိုရခဲ့တယ်အဲ့တော့ဒါကကျွန်တော်တို့စစ်အာဏာရှင်စစ်ကြုံဘဝကနေလွတ်မြောက်ဖို့ကျွန်တော်တို့အတွက်အကောင်းဆုံးခွင့်ရေးဖြစ်တယ်အဲ့တော့ဒီຫນွေဦးတော်လန်ရေးမှာဒီအခွင့်ရေးမှာကျွန်တော်တို့ပြည်သူလူထုအားလုံးက ပူပေါင်းပါဝင်ပြီးတော့ဒီစစ်အာဏာရှင်ကိုကျွန်တော်တို့မောင်းထုတ်နိုင်လိုက်မယ်ဆိုရင်နောက်မှာကျွန်တော်တို့မြန်မာနိုင်ငံဟာနိုင်ငံခြားထွက်ပြီးကြုံခံဆရာလည်းမလို့ဆိုတော့ဒီလိုစစ်ကြုံဘဝမှာလည်းနေဆရာမလို့တော့ဘူး။နောက်ကျွန်တော်တို့တိုင်းပြည်ကလည်းအားလုံးကအေးအေးချမ်းချမ်းနဲ့ကိုပိုင်အုပ်ချုပ်ရေးစနစ်မှာအားလုံးလူအဆင့်အတန်းလူဂုံသိက္ခာနဲ့လိုင်းရောညီထွေစာနေထိုင်ရမယ့်ဘဝကိုရရှိလိမ့်မယ်။ဒီကျွန်တော်တို့ဒီလိုမှမယုံထွက်နိုင်ခဲ့ဘူးဆိုရင်နောက်မှာကျွန်တော်တို့မြန်မာနိုင်ငံမှာမွေးဖွားလာတဲ့ လူတိုင်းလူတိုင်းမျိုးဆက်သစ်တိုင်းမျိုးဆက်သစ်တိုင်းဟာဒီစစ်အာဏာရှင်မိသားစုအတွက်ကျုံပြုတ်ခံရမယ့်ဘဝကနေဆုံးသက်သွားမှာဖြစ်ပါတယ်။ဘယ်တော့ဘယ်လောက်ထိလဲဆိုရင်ကဘာတီတွေ၍စစ်ကြုံဘဝမှာနေထိုင်သွားရမှာလိမ့်မယ်။အဲ့ဒီတော့ကျွန်တော်တို့မှာဒီရှေ့မှာ စစ်အာဏာရှင်တော်လည်းရွေးဦးတော်လည်းရှိနေပြီဖြစ်တယ်ကျွန်တော်တို့မျိုးတော်လည်းရလည်းအတိုင်းသားတစ်ခုထက်ကိုကြော်လွန်ပြီးအောင်မြင်မှုတွေရနေပါပြီအဲ့တော့ကျွန်တော်တို့ပန်းတိုင်ကိုရောက်ဖို့အတွက်ဒီစစ်ဘူချုပ်တွေကိုအမြင့်ဖြုတ်ဖို့လက်တကန်းလာလို့ပါတော့တယ်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုတွေအားလုံးဒီစစ်အာဏာရှင်တော်နိုင်ရေးမှာတတ်နိုင်တဲ့အခန်းကဏ္ဍကနေအားလုံးပါဝင်ပေးကြပါ